အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာဗမောသိမ့်ဖေရေးသားထားတဲ့မျှဝေလို့တော့အတွေးများဆိုတဲ့စာအုပ်ထဲကမှရှုံးနေတာဘသူကြောင့်လဲဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်လူဘဝမှာအလုံးလုံးရင်ရှုံးနေမှုဆိုတာကြုံတွေ့ရတာဓမ္မတာပါအရှုံးနဲ့မကြုံတွေ့ဘူးတဲ့သူဆိုတာဘာမှမလုပ်တဲ့သူပဲဖြစ်ပါလိမ့်မယ်လူအများစုဟာအရှုံးနဲ့ကြုံတွေ့တဲ့အခါမှာဘလို့ပြောကြမလဲကံကောင်းကလုံးလို့ဒီလိုဖြစ်ရတာပါငါမှလုံးဖို့ကိုင်းဘက်ကောင်မရှိလို့ပါ ငါလက်ထဲမှာငွေလုံးလောက်မရှိလို့ပါကွာငါ boss ကငါပြောတာမှနားမထောင်တာကိုငါ့ကိုအလုပ်တွေအများကြီးခိုင်းတော့ဒါကိုအာရုံမစိုက်နိုင်ဘူးအစိုးရကလုံးတင်တာမလုပ်ဘူးလေငါဖောက်တယ်တွေကဖက်လိုက်ပြီးတခြားဆိုင်မှာအားပေးကြတာကိုကဲအခုအောင်မြင်သူတွေကအရှုံးနဲ့ကြုံတွေ့ခါမှာဘယ်လိုပြောကြမလဲငါတတိလွတ်သွားလို့ဖြစ်ရတာနောက်ကိုဒီလိုမဖြစ်အောင်တတိထားရတော့မယ်ငါဒီလိုမကြွန့်ကျင်လို့ဖြစ်တာငါကြမ်းကြင်အောင်စားရဖက်မယ်တင်းနှန်းနေတတ်မယ် ငါဝန်ထမ်းတွေမချီမငန်ဆက်ဆံလို့ဖောက်တယ်တွေနေတာပြီးငါမှတာဝန်ရှိတယ်။ငါဝန်ထမ်းတွေကိုဈေးဝယ်တဲ့ဖောက်တယ်တွေကိုဘယ်လိုဆက်ဆံမလဲဆိုတာရှင်းပြမယ်၊သင်တန်းပေးရမယ်။ငါဝယ်ထားတဲ့ share တွေဈေးထိုးကြသွားပြီ။ငါက store တို့ share တို့အကြောင်းဘာတလုံးမှမသိပဲ store ပွဲစားပြောတယ်လို့ယုံမိတာကိုငါ store ကြောင့်ထေချာလိလာမှဖြစ်တော့မယ်။အပေါ်ကဥပမာရေးပြထားတာလေးကိုဖတ်ကြည့်ပြီးလူများစုရဲ့အောင်မြင်သူတွေနဲ့အရှုံးနဲ့ကြုံတဲ့အခါမှာသူတို့ရဲ့တုံ့ပြန်မှုဟာမတူကွဲပြားတယ်ဆိုတာတတိထားမိပါရဲ့လား။ လူအများစုကသူတို့ရှုံးနှိမ့်မှုနဲ့ကြုံရတဲ့အခါမှာကံကြောင့်သူများကြောင့်ပဝန်းကျင်ကြောင့်အဆိုးရကြောင့်ဆိုပြီးသူကိုယ်တိုင်ကလွယ်လို့အားလုံးကိုပြစ်ပုံချကြတယ်။အောင်မြင်သူတွေဟာကြာရှုံးတာတခြားသူတွေကြောင့်မဟုတ်ဘူး။သူကြောင့်သူ့မှာတာဝန်ရှိရလို့ခံယူတယ်။အပြစ်တင်ပုံချင်းမတူတဲ့အတွက်ဘလို့မှအကျိုးရလက်ကလည်းဖြစ်လာမှာမဟုတ်ဘူး။လူအများစုကသူများကို အပြစ်တင်ပြီးသူတို့ကြောင့်ဆိုတာဝန်မခံဘူး။ ဒါကြောင့်သူတို့ကိုယ်တိုင် အမားကိုမမြင်ဘူးအမားကိုမမြင်တော့မပြင်တော့ဘူးပေါ့နောက်တစ်ခါလဲဒီအမားတွေကြောင့်ကြာရှုံးအောင်ပါပဲအရှုံးတွေလည်းထက်ခါထက်ခါကြုံရင်းနဲ့နလန်မထူတော့ဘူးစိတ်သက်ကြလာတယ်ကြိုးစားလဲကြာရှုံးမှာပဲဆိုရယ်စိတ်ဆွဲသွားပြီနောက်ဆုံးတော့ငါဘာလုပ်လို့အောင်မြင်မှာမဟုတ်ဘူးဆိုပြီးဘာမှဆက်မလုပ်တော့အမားနေသွားတယ်ဘာမှမလုပ်တော့လဲဘာမှဖြစ်မလာတော့အောင်မြင်သူတွေကကြာရှုံးမှုနဲ့ကြုံရင်သူသူဘာမှထိန်းချုပ်မရပဲဘာလုပ်ရမလဲ တခြားလူတွေအခြေအနေတွေအစိုးရအပြစ်မတင်ပဲငါမတက်ကျွမ်းလို့ငါညမ်းလို့သာဆိုတာဝန်ခံတယ်။ဘာမှားတယ်လဲဆိုတာသူတို့သိချင်ချာပြန်သုံးတယ်လေ။အမှားကိုပြင်နေနားမလဲတာကိုတက်ကျွမ်းကြအောင်လုပ်တယ်။ဒီတော့နောက်ဆက်ဖြစ်လာမယ်အမှားနဲလာတယ်။နောက်ဆုံးမှာအောင်မြင်မှုရလာတယ်။သင်ဘွားမှာအရှုံးနဲ့ကြုံတွေ့လာရင်ကိုဘာမှလုပ်မရတော့တဲ့ပုံဝင်ချင်ချင်းလေးကိုအပြစ်တင်မယ်ဆိုတာငါးကြောင်ဖြစ်တာဆိုရင်တာဝန်ယူစိတ်ဓာတ်မွေးကြည့်ပါသင်ဘွားမှာထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေမြင်တွေ့ရပါလေ